င်္ဂလိပ်ညှိထုတ်ပြီးတဲ့အချိန်နောက်ပိုင်းမှာတော့ဆက်ပြီးတော့စစ်ကောင်စီကနေဘုံကျဲတာကိုကျွန်တော်တို့နေ့စဉ်နေ့ပါလောက်ကျွန်တော်တို့တွေ့နေရတယ်။ civilian တွေကိုပဲ target ထားပြီးပြစ်မှတ်ထားပြီးဘုံကျဲတာကျွန်တော်တို့တွေ့ရတယ်။ဒီနေ့ဆန်မားနဲ့စကားပြောနေတဲ့အချိန်မှာပဲအာဆီယံချဲဖြစ်တဲ့မလေးရှားကနေပြီးတော့မြန်မာနိုင်ငံမှာရွေးကောက်ပွဲကျင်းပနိုင်မှုအတွက် conducive ဖြစ်တဲ့ environment တခုဟလား။အဖက်စလုံးအားလုံး all groups တို့ပြောထားတယ်အဖွဲ့တွေအားလုံးအနေပြီးတော့ ဖန်တီးပေးဖို့လိုပါတယ်ဆိုပြီးသူကပန်ချထားတာကျွန်တော်တို့တွေ့ရတယ်နော်မလေးရှားဆိုတာလည်းဒီနေ့ဒီချိန်မှာတော့ဟလာမြန်မာပြည်ရေးမှာအခုချိန်မှာအာဆီယံချဲဖြစ်တဲ့အတွက်ကြောင့်တက်တက်ကြွကြွဝင်ရောက်ဖြည့်ရှင်းဝင်ရောက်ဖြည့်ရှင်းပေးဖို့စ조사နေတဲ့နိုင်ငံတကာနိုင်ငံအစိုးရတစ်ခုဖြစ်ပါတယ်ဆိုတော့ကျွန်တော်ခဏစဉ်းစားကြည့်တယ်အားလုံးကိုအလားတိုက်ပွဲတွေ cease fire လုပ်ဖို့ရပ်တန့်ဖို့ပြောမှလားဒါမှမဟုတ်အခုဇက်တိုက်ဘုံကျင်းပြီးလူတက်နေတဲ့ အုပ်စုတစုပဲမပြောသင့်ဘူးလားဘယ်လိုထင်လဲဟုတ်တယ်အဲ့ဒါကျွန်မပြောတာက false equivalency နော်သူတို့တွေကအားလုံးအတူတူပဲလို့ပြောနေမမတော့အတူတူပဲမဟုတ်ဘူးဘသူကဒီဥစ္စာကိုလုပ်နေတာလဲဒီမတည်ငြိမ်အောင်လုပ်နေတဲ့အဓိကအဖွဲ့ကအဲဒီအကြံဖက်စကောင်စီနော်သူတို့လောက်မျိုးဘယ်သူမှဟိုဗာလဲတော်လန်ရေးဘက်ကဘယ်သူမှသွားပြီးဘုံကျဲနေတာမဟုတ်ဘူး နော်ဒီ online ဘက်ကနေပြီးသွားပြီးတော့ဒီဒီဒီအာ hospital တွေအဲဆေးကန်းနေအเจ้าတွေကိုလိုက်ပြီးတော့ဘုံကျဲနေတာမဟုတ်သူတို့ပဲလိုက်လုံနေတာ right ဆိုတော့အမှန်မှသူတို့ဒီဥစ္စာပို့ပြီးတော့တိတိကျကျပေါ့နော်စစ်တပ်ကဘုံကျဲဟိုဟိုဟိုဘာလဲရက်ဖို့လိုအပ်တယ်ဆိုတဲ့ဥစ္စာကိုထင်ထင်ရှားရှားတိတိကျကျပြောဖို့လိုအပ်တယ်အဲ့ဒါဆိုသူတို့ဒီလိုမျိုးလုပ်တဲ့အခါကျတော့အေးအေးဟိုဘာဘာဒါဒါသူတို့ပြောနေတယ်လို့ကျွန်တော်တော့ထင်တယ် သူထွက်ပြီးတော့ဒီ ASEAN နိုင်ငံတွေပဲဖြစ်ဖြစ်အခု ASEAN chair ပဲဖြစ်ဖြစ်ဘေးပတ်ဝန်းကျင်တရုတ် India Thai ပေါ့နော်သူတို့တွေမြင်နေရတာပဲသူတို့လက်တကမ်းမှဖြစ်နေတာပဲသူထွက်ပြီးတော့ဘုံကျဲတာရက်တင်ပြီးဆိုတာမျိုးစစ်ကောင်စီကပြောတင်တယ်ပြောတင်တယ်ပြောတင်တယ်ဒါပေမဲ့သူတို့က5 point consensus ရပထမဆုံးပထမဆုံးတစ်ခုက number 1ကတော့ဘုံကျဲဖို့ stop violence right အဲ့ဒီဥစ္စာကိုမလုပ်အဲ့အဲ့အဲ့ဒီဥစ္စာသူတို့ပြန်ပြီးတော့ enforce လုပ်လေအဲ့ဒီဥစ္စာ enforce ပြန်လုပ်လေ right ဆိုတော့အခုဆိုရင် election လမ်းကြောင်းကိုပြန်တွန်းတင်နေပြန်ပြီ election ဟာထွက်ပေါက်တစ်ခုဖြစ်တယ်လို့ပြောတယ်ပြီးခဲ့တဲ့မိနစ်ကလည်းဆီမန်းနဲ့ကျွန်တော်ဒီမှာမှထိုင်တဲ့ခါကျတော့ election ကိစ္စကိုကျွန်တော်တို့ပြောခဲ့ဘူးတည်းရှိပါတယ်ဒါပေမဲ့ဒီနေ့ဒီချိန်မှာတော့ election ကဖြစ်တော့မယ်ဖြစ်ဖို့ပဲပြင်နေပြီကြတဲ့ငယ်မှာ peace forum ကိုဒုတိယခြေမြောက်လောက်သွားတာကျွန်တော်တွေ့ရတယ် တတိယချိန်မြောက် peace for and လာပါဦးမယ်ဆိုရဲအခါကြာရင် election ဖြစ်လာမယ်အဲ election ဖြစ်လာရင် violence တွေအကြမ်းဖက်မှုတွေပုံများလာမယ် election ဆန့်ကျင်တဲ့အုပ်စုတွေလည်းအများကြီးရှိမယ်ဒါပေမဲ့ election ဒီစစ်ကောင်စီအတွက်ကတော့အပေါ်ချုပ်မရောက်နိုင်အတွက်ကတော့ဒါထပ်ပေါက်တစ်ခုဖြစ်တယ်ဒါပေမဲ့တစ်ချိန်တည်းမှာပဲလို့ပြောတဲ့သူတွေကလည်း election ပြီးသွားရင်သူ့ဖဲသူချိုးပြီးတော့သူ့အစိုးရတက်လာခဲ့ရင်လေသူဟာ CNC ဖြစ်နေစက်နေမှာလားကမန်ဒန် chief ဖြစ်နေဆက်နေမှာလားသူကသူသမရခံပြီးနေမှာလားဆိုတဲ့ဟာလည်းမရေမရမသိမကွဲဖြစ်နေတဲ့ကာလပေါ့နော်ဒါပေမဲ့ဒီအလရှင်းနောက်ကွယ်မှာလဲဒါတရုတ်ကနေပြီးတော့ဘော့ဖို့ရမ်းနေပြီးတော့တွန်းနဲ့ဒီအလရှင်းနဲ့ရအောင်ထွက်တိုင်းမီတီညောင်လို့ဆိုတဲ့ဟာဟဲ့လားအတွန်းအားလည်းဖီအားလည်းရှိနေတော့အဲ့ဒီ scenario ဘယ်လိုမြင်လဲကျွန်တော်တို့ scenario ကတော့ကျွန်တော်တို့ကျွန်တော်ဒီ scenario နဲ့ပတ်သက်ပြီးပြောမယ်ဆိုသိအကောင်းမြင်တယ်လို့ မြင်လို့မရအောင်လေအဲဒါကြောင့်မေးကြည့်တော့ election လို့ပြောလိုက်တူလို့ရှင်ဒါပြည်သူလူထုเนาะပြည်သူလူတွေရဲ့အတန်ပေါ့เนาะ election ကဘာကြောင့် election လုပ်လဲ a political arena မှာဘာကြောင့်လဲဆိုတော့ဒီဒါပြည်သူလူထုရဲ့ဆန္ဒ right ဒါပေမဲ့ဒီလုပ်မဲ့ election ကပြည်သူလူထုရဲ့ဆန္ဒနဲ့ပြောင်းမြန် right so ဒါပေမဲ့အဲ့ဒီဥစ္စာကို အဲ international ပြည်ပဆိုင်ရာလူတွေနားလည်အောင်ဒါ strategic communication နဲ့ဒီ election ကပြည်သူလူထုမလိုလားတဲ့မထောက်ခံတဲ့ election ဆိုအဲ့လိုမျိုးဆိုလို့ရှင်ဒီဥစ္စာဒီဥစ္စာဒီ election ကဘာမှ credible ဖြစ်တဲ့ဥစ္စာမဟုတ်နောက်ပြီးတော့ဟိုပြည်သူလူထုလိုလားတဲ့သူတို့ရဲ့ခေါင်းဆောင်သူတို့ရဲ့ဟိုနင်းပေါ့နော်သူတို့ရဲ့ representative တွေကအားလုံးကဗာလဲဟိုနင်းနေမှာ prison ထဲရောက်နေတယ်ဟိုဗာလဲထောင်ထဲချတာအဲ့ဒီတွေအဲ့ဒါလည်းမပါဘူးဆိုတော့ ဒီဒီဒီ election က election လို့ပြောလိုက်တယ်ဒါပြည်သူလူထုဆန္ဒလို့ election လုပ်တာဟာဒီဥစ္စာဒါမရှိဘူးဆိုတော့ပြည်သူလူထုရဲ့ဆန္ဒ2020မှာထပ်ပြီးတော့တခဲနဲ့ပြခဲ့ပြီးပြီ2015မှာတခါပြပြီး2020မှာသူပို့ပြီးတော့တော့များသေးတယ် covid ကာလကြီးတည်းမှာเนาะပမာလူထုတွေမဟုတ်ပဲねဒီတိုင်းသားနယ်တွေမှာရှင်းတိုင်းသားတွေကစသူတို့လိုချင်တဲ့မဲကိုသူတို့ပေးခဲ့တယ်သူတို့လိုချင်တဲ့အစိုးရကိုသူတို့မဲပေးခဲ့တယ်ပေါ့เนาะ ဒါပေမဲ့အဲ့ဒီဟာကိုပဲမကျင်းတ်လို့အာနာသိမ့်ခဲ့တာကစစ်တပ်ကပဲအာနာသိမ့်ခဲ့တာဖြစ်တယ်။ထာကောက60တိတ်ကနေဒီနေ့ဒီချိန်ကြီးအာနာသိမ့်ခဲ့တာလည်းသူတို့ပဲ။ဟာလား။88မှာဒီတိုင်းပဲ90ရဲ့ election နောက်ပိုင်းမှာလည်းအာနာ90 election နောက်ပိုင်းမှာလည်းအဲ့ election record ပဲကို record ပဲကြားလက်ကိုမပေးဘဲနဲ့ဆက်ပြီးအာနာယူခဲ့တာသူတို့ပဲ။အခု2020မှာလည်းဟာလား။အာနာထပ်သိမ့်တယ်။အခုရွေးကော်ပဲထပ်လုပ်မယ်လို့ပြောပြန်ပြီ။ ကျွန်တော်တို့ဘာကိုယုံရမှာလဲသူတို့ပြောတာသူတို့ပြောတာပဲယုံအဲဒီပြည်သူလူထုရဲ့ဆန္ဒเนาะပြည်သူလူထုဒီဒီဒီအခုလာမဲ့ဒီ election ဒီရွေးကောက်ပွဲဟာပြည်သူလူထုမထောက်ခံတဲ့ရွေးကောက်ပွဲအဲအဲနောက်အပြည့်တရုတ်တို့ဟိုနေနေရလဲမြန်မာပြည်သူလူထုကိုတိတ်ပြီးတော့သူတို့ short တိတ်ပြီးတော့ short တွေ့ကြတယ် short short တက်တာလားအထင်သေးရလားနှစ်ခုလုံးတင်တယ်နော် ဟုတ်တယ်ဒါပေမဲ့သူတို့ပြန်ကြည့်လိုက်လို့ရှင်သူတို့ရဲ့ဟိုတရုတ်ရဲ့သမိုင်းနာလည်းပြန်ကြည့်လိုက်နော်ဘာကြောင့်တရုတ်အခုဒီဒီဒီဟိုမော်စစ်ထွန်းနိုင်ွားတာလဲဆိုပြည်သူလူထုကြောင့်မလို့ဒီကွန်မြူနတီပါတီဟုတ် KMT ကနော်အမေရိကအများကြီး support လုပ်ထားတာအဲ့ဒီဥစ္စာပြည်သူလူထုဆန္ဒနဲ့မကိုက်ညီတဲ့အခါကျတော့ဒီမော်စစ်ထွန်းဒီဘက်က people revolution ကအောင်မြင်သွားတာဆိုတော့သူတို့ဘာလဲသူတို့လည်းပြန် စဉ်းစားဖို့လိုအပ်တယ်အလားတူပဲဟိုဟိုဟိုဗီယက်နမ်မှာတော့လည်း US ကအဟိုဘက်ကို support လုပ်တယ်ဒါပေမဲ့ပြည်သူလူထုဆန္ဒကတခြားနေရာမှာဆိုတော့ပြည်သူလူထုတည်တာအဓိကပြည်သူတည်တာအဓိကဆိုတော့ဆိုတော့တရုတ်တရုတ်ကမြန်မာပြည်မှာရှိတဲ့ people's desire ဆိုတော့အသိဖို့လိုရဆိုပါတော့ဟုတ်တယ် people's desire ဆိုကျွန်တော်တို့သိတာရမှာကျွန်တော်ကနာဝဒနာဖန်ခင်မှာပြည်သူသဘောထားပြည်သူဆန္ဒဆိုပြောတာရှိတယ်ဆိုတော့အခုကျွန်တော်ပြီးကင်းရတော့ဒီတရုတ်ခေါင်းဆောင်တွေနားလည်ရမှာတော့ မြန်မာပြည်သူလူပါလို့ကျင်တယ်လဲဆိုတော့ပေါ့သူတို့ပုံဖော်သူတို့မြန်မာပြည်သူကလိုက်မာတာမဟုတ်ဘူးပေါ့နော်အဲကျွန်တော်ဘာကြောင့်လဲဆိုတော့ကျွန်တော်ကဒီအိန္ဒိယနိုင်ငံကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့လာအိုပေါ့လောပေါ့နော်လောနိုင်ငံပြီးတော့ကမ်ဘောဒီးယားပေါ့အဲ့နိုင်ငံနဲ့နိုင်ငံနဲ့ကျွန်တော်တို့နိုင်ငံကိုရှင်းမယ်ဆိုရင်ကျွန်တော်နိုင်ငံမှာပို့ပြီးတော့ဒီတရုတ်ကိုမြင်တဲ့အမြင်ကပို့ပြီးပြင်ထန်တယ်ကျွန်တော်စီမှာလည်းပို့ပြီး educated ဖြစ်တဲ့အမြင် perspective ကတရုတ်နဲ့ပတ်သက်ပြီးရှိတယ်ကျွန်တော်တို့ကမြောက်ပိုင်းကိုပြောမယ်ဆိုရင်မြောက်ပိုင်းမှာတော့ဒီတရုတ်ရဲ့ proxy တွေကတော့အများကြီးပြည်နေပြီဟလား တို့ကတော့တို့ရဲ့ proxy army တွေလည်းရှိတယ်ဒါပေမဲ့တကယ်တကယ် as a whole မြန်မာပြည်တစ်ပြည်လုံးနဲ့ကြည့်မယ်ဆိုတော့အဲ့ဒီဘူးနာကျွန်တော်ပြောသွားတာ9 9နိုင်ရှင်မယ်ဆိုရင်အဲ့ဒီနိုင်ငံမှာရှိတဲ့သူတွေရဲ့ဆိုင်တော့မှကျွန်တော်တို့တိုင်းပြည်မှာရှိတဲ့တရုတ်ပြည်ပေါ်မှာထားတဲ့အမြင်ပေါ့နော်ပြည်သူတွေရဲ့အမြင်ကအရန်ကိုပြင်းထန်တယ်လို့ကျွန်တော်တို့လည်းသုံးသပ်လို့ရတယ် အခုအချိန်မှာဒီဒီခူးဖြစ်ပြီးတဲ့အချိန်မှာတရုတ်ကပေါ့နော်သူတို့ကအခွင့်အရေးအများကြီးရှိလာတယ်။အကယ်၍အဲ့ဒီအချိန်မှာတရုတ်ကပြည်သူလူထုဆန္ဒကိုနော်လိုက်ပြီးတော့ဖြစ်ပေးနိုင်မယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံဒီဒီတရုတ်မှာရှိတဲ့တရုတ်ပေါ်မှာထားရတဲ့ဟိုကအုံနေကပြောင်းသွားလိမ့်မယ်။အမြင်ပြောင်းသွားအမြင်ပြောင်းသွားပြီးတော့တခါတည်းစေတနာတွေအများကြီးရှိပြီးတော့သူတို့ကလည်း ဟို long term ပေါ့နော်အကြာကြီးအတွက်ကိုအရန်မဲ့ဆက်ဆံမှုကအရန်မဲ့ကောင်းကောင်းွားလိမ့်မယ်ဒါသူတို့အဲ့ဒါကိုနားလဲအဲ့ဒါကတကယ်ကိုသူတို့ပြောနေတဲ့ပြည်သူပေါ်မှာအခြေခံတဲ့ people to people relationship ပေါ့နော်တကယ် friendship ကအဲ့ကျမှတကယ်ပေါ့ပေါ် relationship ကတကယ်မှတကယ်အဲ့ကျမှပေါ်လာမယ်လို့ကျွန်တော်ထင်ဒီနေ့ဒီချိန်မှာတော့အဲ့လိုပုံဖော်လို့မရဘူးသူတို့အိုနေဗါလဲစစ်တပ်ကိုဒီပြည်သူလူထုကိုနှိပ်စက်နေတဲ့နော် yes စွာနှိပ်စက်နေတဲ့အကြမ်းဖက်စစ်တပ်ကိုဟို support လုပ်နေပဲထောက်ထောက်ထောက်ပို့နေများလက်နက်ကင်လက်နက်ကင်အချမ်းဖက်တက်တစ်ခုလို့ဖြစ်သွားတာပေါ့နော်ကျွန်တော်တို့အဲ့လိုပဲတုံးတုံးကြတာကျွန်တော်တွေ့ရတယ် passive တက်လို့ခေါ်တာရှိတယ်ဟလာအချမ်းဖက်တက်လို့ခေါ်တာရှိတယ်မြန်မာစစ်တက်လို့ခေါ်တဲ့ဒီတော့ကျွန်တော်တို့စကားဝိုင်းနေမှာဆိုမြမတက်မလို့စကားတုံးကြတာရှိတယ်မြမတက်မလို့ဆိုစကားလုံးကျွန်တော်တို့တကယ်ကိုဟလာ intentionally ကျွန်တော်တို့ကဒါကိုရှောင်ရတယ်ဒါဆိုဂုံသိက္ခာမရှိတော့ဘူးเนาะ professional လည်းမရှိတော့ဘူး ူတို့မှကြံတာကမြန်မာစစ်တပ်ကဒီနေ့ကရာဇဝတ်ဂိုင်းဟုတ်တယ်ရာဇဝတ်ဂိုင်း criminal တွေပဲ yeah criminal warlord warlord war criminal လို့ဖြစ်တာအဲကြောင့်မလို့တက်မတော်ဆိုတဲ့ဥစ္စာနဲ့မကြိုက်တော့ဘူးဟုတ်တယ် right နောက်ပြီးတော့တိုက်ရိုက်ခိုက်ရနဲ့ပြန်ပြီးတော့ကြိလိုက်မယ်ဆိုလို့ရှိရင်တိုက်ရိုက်ခိုက်ရပြန်ပြီးတော့လည်းတုံးတက်လိုက်မယ်ဆိုလို့ရှိရင်မတိုက်နိုင်တော့ so ဟိုအရင်တော့ကလူတွေပေါ့နော်88တုန်းကတိုက်လာတဲ့လူတွေနဲ့အခုအခုတိုက်နေတာ တချို့တွေအတူတူတချို့တွေအခုတည်းတိုက်နေတုန်းပဲသူတို့ပြောတာဒီနေ့သူတို့တွေ့တဲ့စစ်တပ်ကဘာမှမရှိတော့ဘူးဘာမှမတိုက်နိုင်တော့ဘူးဟိုဘက်ကနဲ့စာလိုက်လို့ဆိုဆိုတိုက်ရိုက်ခိုင်နဲ့ကြည်မလားနောက်ပြီးတော့ဂုံဂုံတိတ်တာပေါ့နော် code of conduct you know လည်းပြန်ကြည်မလားအဲ့ဥစ္စာပြန်ကြည်လိုက်ရင်ဒီဥစ္စာတကယ်နိုင်ငံတော်စစ်တပ်တခုမဟုတ်တော့ဘူးအဲ့အဲ့နိုင်ငံတော်စစ်တပ်မဟုတ်တဲ့အကြမ်းဖက်တပ်လူရန်ကတပ် a war criminal တွေကိုပဲဟလာတရုတ်နဲ့ရုရှားနဲ့ တချို့နိုင်ငံတွေကဘယ်လာရုစ်တို့နိုင်ငံမျိုးတွေဟဲ့လားကလက်နက်ထောက်ပံ့တာတွေဘုံကျဲလေမြန်တွေရဟန်းတွေပေးနေတာတွေပြီးတော့ drone တွေတက်ဆင်ပေးနေတာတွေဒါတွေနဲ့ပဲ cyber warfare လုပ်ပေးနေတာတွေကူညီပေးနေတာတွေရှိတယ်လေဆိုတော့အဲ့ဒါကြတော့ဆင်မဘယ်လိုမြင်လဲသူတို့ကဒီ criminal တွေကိုကူညီနေတဲ့ကိစ္စပေါ့နော်ဘေးနားမှာ UN လည်းဘာမှမပြောနိုင်သူကလည်း paper တိုက်ကအဆင်မရှိဘူးဆိုတဲ့အခါကျတော့ကျွန်တော်တို့မြန်မာပြည်သူတွေကတခါကြမ်း အဲဒီအရာကသူတို့အတွက်မျောလင်းချက်မရှိဘူးဆိုတဲ့အမြင်တွေသူတို့စိတ်နဲ့ကြကြဖြစ်သွားတတ်တာတွေရှိတတ်တယ်။မျောလင်းချက်မကြည့်ဘူးပြန်ပြန်ကြည့်လိုက်အခု2021ကနေအခုတည်းဒီကိုဘလောက်လောက်လှုပ်လာနိုင်ပြီလဲ။ You know ဘာမှဘယ်သူမှမကူညီပါနဲ့ကိုဒူးကိုချွန်နော် ကိုဒူးကိုချွန်လှုပ်လာတာဆိုတော့အရင်တော့ဆိုလို့ရှိရင်ပြန်ပြီးတော့ကြည့်လိုက်ရင်2021မှာဆိုသူတို့မှာဘတူမီလေးပဲရှိတယ်။နောက်စစ်စစ်စင်ကြီးတွေဘာကြီးနားလဲတာမဟုတ်ဘူး။အခုကျတော့မှသူတို့မှာအရင်ပဲ experience you know အတွေ့အကြုံတွေများလာပြီနောက်ပြီးတော့တီထွင်လာတွေလည်းရှိလာပြီဆိုတော့နောက်ပြန်ပြီးတော့ပြန်ကြတာစစ်တိုက်တယ်ဆိုတာ fire power တခုတည်းနဲ့မရဘူးတခြားဥစ္စာတွေပါတယ်နော် view ဟာအစစ်တိုက်ခြင်းစိတ် you know နိုင်ခြင်းနဲ့စိတ်အဲ့လိုမျိုးတွေပါဖို့လိုအပ်တယ်ဆိုတော့ကြောက်မလို့သူတို့ဘလောက်လောက်ကူညီပေးလေလေဒီဘက်ကလူတွေကတော့လုံးဝမချဘူးအကြောင်းလို့ကျမလေးအရင်တော့ပြောတာ tipping point ရောက်သွားပြီဘယ်တော့မှ tipping point ကျွန်တော် turning point မပြောဘူး tipping point ပြောတာနော် turning point နဲ့ tipping point ကွာတယ်တော်တော်များများတော့လူတွေကအများအားအများအားအတူသုံးသုံးတတ်တာရှိတယ် interchangeable ဒါပေမဲ့ two different uh, 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 concept tipping point ဆိုတာနည်း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 နဲ့တနေရာမှာရဒီစနစ်တစ်ခုကရောက်သွားပြီးတော့ဘယ်လိုမှပြန်မသွားနိုင်တဲ့နေရာရောက်သွားတယ်ဆိုတော့အဲကြောင့်အခုကျွန်တော်တို့က tipping point ကို ကျော်သွားပြီကျော်သွားပြီကျော်သွားပြီကျမတို့ end point ဒါပေမဲ့ end point ကရောက်ဖို့အတွက်ကနည်းနည်းနေပါတယ်ဘာလို့လဲဆိုတော့တရုတ်တီတို့ဒီဒီ Belarus ဆိုသူတို့ပါလာလို့ဒါပေမဲ့လူတွေကတော့အဲ့ဒီ end point ကိုရှောင်နေကြတာပဲရလိမ့်မယ်ဆိုတော့ end point ကိုသွားဖို့တဲ့တွေ့ဝင်နေလို့တော့မရဘူးဆိုတဲ့သဘောပေါ့ညာ end point ကိုသွားဖို့တဲ့တွေ့ဝင်နေလို့မရ confuse ဖြစ်နေလို့မရဘူးပေါ့ election ဆိုတာလည်းရွေးကောက်ပွဲဆိုတာလည်းမျှော်လင့်ချက်တစ်ခုမဟုတ်ဘူးဆိုတော့ဟုတ်တယ် absolutely election is not a သူတို့လုပ်တဲ့ election ပေါ့နော်သူတို့လုပ်တဲ့ election က not a real election တပီသူပြည်သူလူထုဆန္ဒမပါတဲ့ election election ဆိုတာပြည်သူလူထုအာဆန္ဒနဲ့ပြည်သူလူထုပါဝင်တဲ့ election ဒီသာဒါဒီဘာ legitimacy legitimate you know uh, end point ပေါ့နော် အာဒီပြည်သူလူထုဆန္ဒမပါဘူးပြည်သူလူထုမထောက်ခံဘူးနောက်ပြည်သူလူထုလိုလားတဲ့ပုံကိုယ်တွေကသူတို့ representation လုပ်ပုံကိုယ်တွေမပါဘူးဆိုလို့ရှင်ဒီ election ကတကယ်တကယ်ဟိုနေပေါ့နော်ဒါ fake election forced fake election လို့ပြောလို့ရတာပေါ့ဒီအောင်ပဲဒီအောင်ပဲထပ်ပေါက်တစ်ခုအနေနဲ့အကူအညီထောက်ပံ့နေတဲ့သူတွေရောအိမ်မက်မက်နေတဲ့သူတွေရောရှိနေတာကျွန်တော်တွေ့ရတာပေါ့လေဆိုတော့ ဒီဝရက်မှာလည်းသူပြည့်တဲ့နဲ့သူဆိုတော့အဲ့ဒါလေးလည်းကျွန်တော်တို့တွေ့နေရပြီဟာ peace forum မှာဆိုလဲအဲ့ဒါလေးကျွန်တော်တွေ့ရတယ်ဆိုတော့ကျွန်တော်တခုဟာတည်ကျင်တာလေအဲကျွန်တော်တို့ဒီနော်တွေ့တဲ့ခါကျရင်ဒီအခုနေမှာချင်းကြနေတဲ့ဒေါ်ဆန်းစုကြည်အကြောင်းကျွန်တော်သိပ်မပြောပြကြဘူးဒေါ်ဆန်းစုကြည်ကကျွန်တော်တို့ကိုနိုင်ငံတကာဘလို့ပဲသူ့ကိုပြောခဲ့ပြောခဲ့ပြည်တွင်းမှာရှိတဲ့ပြည်သူပြည်သားတွေကတကယ်ကိုသူ့ကိုလေးစားချစ်ချင်ညို့ရှိတယ် သူ့လူနိုင်ငံရေးခေါင်းဆောင်တယောက်အနေနဲ့အခုလည်းအသိမဲ့ပြုနေဆက်ဖြစ်တယ်ပေါ့နော်သူ့ရဲ့အနေနာခံမှုတွေသူ့ရဲ့လှုပ်ဆောင်ခဲ့မှုတွေပေါ့မှာသူ့တတိယအနေတုန်းပဲလူတွေအခုရတီပေါ့နော်ဆိုတော့ကျမကျွန်တော်နဲ့ကျွန်တော်လူတွေနဲ့စကားသူကျွန်တော်ဒီကျွန်တော်စကားပြောကြည့်တဲ့အခါမှာအဲသူ့ရဲ့အနာဂတ်ကိုမေးစမ်းကြည့်တဲ့အခါမှာပြည်တွင်းရသူတွေရောပြည်ပသူတွေရောဒီ think tank တွေရောပေါ့နော်မေးတဲ့အခါမှာသူ့ရဲ့ future နဲ့ပတ်သက်မရေမရပြောကြတာပဲရှိတယ် ဟိုအမြင်သူ့ကိုအကျဉ်းချထားတဲ့နေရာမှာပဲသူ့ကိုဟာလာသူ့အမှမဲ့သူ့သူ့ဘဝအဆုံးသတ်သွားမယ်အခုချိန်ဒီမှာအကျဉ်းချခံထားရဆိုတော့တရားမသိဘူးဆိုတဲ့သူရှိတယ်ဟာလာအဲဒါပေမဲ့ election ပြီးသွားရင်သူလည်းပြန်လွတ်လာနိုင်တယ်ဆိုတော့အတွေ့မျိုးနဲ့ပြောတဲ့သူတွေလည်းကျွန်တော်တို့တွေ့ရတယ် election မတိုင်ခင်မှာလည်းဟာလာတရုတ်ပါဝင်မလေးရှားတို့ဝင်ပြီးနှိမ့်နိုင်တယ်ဆိုတော့အဲ့လိုမျိုး wish ဖြစ်တဲ့ thinking တွေလည်းပြောနေကြတာမျိုးတွေပေါ့ဒီ observer တွေကြားထဲမှာပြောတာတွေဟာလာအာ ကျွန်တော်ကြားရတယ်ဆိုတော့ကျွန်မသူကခံခံနာကိုအနာဂတ်ခံခံနာဘယ်လိုထင်လဲအနာဂတ်ခံနာကနှစ်ခုပေါ့နော်သူကဒီကထွက်လာလို့ရှင်သူ့ရဲ့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ဒီဥစ္စာကိုတက်တက်ကြွကြွလုံနိုင်တော့မလားပေါ့နော်သူမသိတက်က80ရှိတယ်တက်က80ရှိပါပြီနော်နောက်တော့ဒီဒီမှာဒီ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 ထောင်ထဲမှာနေတယ်ဆိုတာအရန်ကြမ်းတဲ့နေရာအရာဆိုသူ့အနေနဲ့လုံနိုင်မလားပေါ့ ူလုံနိုင်သည်ဖြစ်ဖြစ်မလုံနိုင်သည်ဖြစ်ဖြစ်เนาะဒါပေမဲ့ तू ကတော့အမြဲတမ်းပြည်သူလူထုရဲ့နှလုံးသားထဲမှာအမြဲတမ်းရှိနေမယ်နောက်ပြီးတော့ तू ကလည်းအမြဲတမ်းတမိုင်းမှာကမ္ဘာတမိုင်းမြန်မာတမိုင်းမှာပေါ့เนาะဒါ mother of democracy မြန်မာ democracy เนาะအမေ democracy မြန်မာ democracy ရဲ့မွေးပေးလိုက်တဲ့အမေဆိုတဲ့ဥစ္စာကတော့ဒါကတော့အမှန် အဲအခု 80th birthday မှာကြည်တယ်မလားကျမတို့ဒီဒီဟိုနေတော်စုတွေ့ရပါတယ်။ Yeah အဲ့မှာလူတွေမှာတခါတည်းတအုံပဲ။ဒါပေမဲ့အဲ့ဒါကိုနိုင်ငံခြားသားတွေကနားမလည်နိုင်ကြဘူး။တော်ဆန်းစုကြွေမှာထားတယ်မြန်မာပြည်သူတွေထားတဲ့မြစ်တာမြစ်တာတရား။ Yeah ။ရန်ကြီးမာတာတွေ့ရတယ်။ရန်ကြီးမာတယ်ရန်ကြီးမာတယ်။သူတို့ဒီအခုချိန်မှာတော့ချိုးတယ်ဆိုလို့ရှိရင်သူတို့သူတို့ရဲ့လုံခြုံရေးကို risk လုပ်ပြီးတော့ဗောနော်ဒီဥစ္စာကြီးပို့ပေးတာ။အဖမ်းခံတာရှိတယ်။ရှိတယ်နော်။သူတို့ကနားမလည်ဘူး။ ကျွန်မဟိုအချိန်ကတော့ကုံတော့မယ်ဒါပေမဲ့ကျွန်တော်တခုမေးချင်တာရှိသေးတယ်ဆွေးနွေးချင်တာပေါ့နော်ကျွန်တော်တို့ဒီနေ့ဟိုဒီနေ့ကျွန်တော်ကဘာယူကြည့်မယ်ဆိုရင်အဲ့ဒါကျွန်တော်တို့ဒီဒီ world order ပဲခေါ်ခေါ် international system ပဲခေါ်ခေါ်အဲ့ဒါကြီးက program ဖြစ်သွားပြီလို့ပျက်စီးသွားတယ်လို့ပြောကြတယ်ဆွေးနွေးကြတယ်ဘာကြောင့်လဲဆိုအခု America မှာဓမ္မရဓမ္မရ Trump တက်လာတဲ့အချိန်ကစပြီးတော့ပေါ့နော်အဲဆိုတော့ဟိုအဲ့လိုဆိုရင် ဒီနေ့မြန်မာဘယ်ကရေစီလှူရှားမှုဖက်ဒရယ်လှူရှားမှုတော်လိုင်းအုပ်စုတွေကိုကြည့်မယ်ဆိုရင်ဟလာကျွန်တော်တို့ဘိုင်ဒန်လက်ထက်တုန်းကလည်းဘာမအက်ဆိုချိခဲ့ဘူးတယ် is being stalled is, is no not actively ဟုတ်တယ်မလားဘာမှမလုပ်တာကျွန်တော်တို့တွေ့ရတယ်ဆိုတော့အခုဆိုရင်ပို့ပြီးတော့အာပို့ပြီးတော့ကျွန်တော်တို့ဟိုဒီ Trump လက်ထက်မှာမြန်မာအရင်နဲ့ပတ်သက်တဲ့ ာတွေကျွန်တော်တို့လှုပ်ရှားမှုတွေ state department ပြောဆိုတာတွေပို့ပြီးတော့အတန်တွေပို့ပြီးတော့ဆဲလာတာကျွန်တော်တွေ့ရတယ်ပေါ့နော်ဒီနေ့မှာမြန်မာလှုပ်ရှားမြန်မာရေးလှုပ်ရှားမှုတွေကိုကြည့်မယ်ဆိုရင်နှုန်းကနေပေါင်း30 40မှာပေါ့နော်ဒီအနောက်ကိုရိမ်းတဲ့အနောက်ကိုကြည့်တဲ့အနောက်ရဲ့ကူညီမှုတွေနဲ့တွားခဲ့ကြတဲ့လှုပ်ရှားမှုတွေကိုကျွန်တော်တို့ကတွေ့ခဲ့ရတာ哦ဆိုတော့အဲ့ဒါကြတော့ဆရာမဘလို့သုံးတယ်အခုလို့ဆိုရင်အခုအနောက်က နောက်ကိုစုပ်နေတဲ့ကာလ chaos တွေဖြစ်နေတဲ့ကာလမှာဒါ ਉਹ ပဲ political vacuum ကိုအခွင့်အောင်းယူပြီးတော့ဟလာအတျုပ်ကပို့ပြီးတော့ step in လောက်လာတယ်ပို့ပြီးတော့ step back sorry step back လောက်လာတယ်တျုပ်ကပို့ပြီးတော့ဝင်လာတယ်ဆိုတဲ့ဟာမျိုးတွေတုံ့ပြန်ကြတာရှိတဲ့ခါကြတော့อืมอืมပြောရတော့ခက်တယ်နော်ဟုတ်တယ်ကျွန်မအနေနဲ့ကျွန်မကျွန်မအဲ့ဥစ္စာနဲ့ပတ်သက်ပြီးတော့လေဆောင်းပါးတွေရေးရတယ်ကျွန်မမှာ chapter တွေရေးရတာရှိပါတယ်ကျွန်မပြောတာဒီ မြန်မာနိုင်ငံကပေါ့နော်ဒါ US နဲ့နဲ့ West ရဲ့ US နဲ့အနောက်နိုင်ငံတွေရဲ့ blind spot blind spot strategic blind spot မှာရှိနေတယ်ဆိုတော့ကျွန်မရေးတာတယ်ဆိုတော့အဲကြောင့်မလို့လေဟို Biden administration မှာတော့ဆိုလို့ရှိရင်လည်းဒီ Burma Act ရှိပေမဲ့ဒီလောက်လောက်ဒီဟိုနေဒီအကူအညီတွေပေါ့နော်အထောက်အပံ့ဒီဟာဒီလောက်လောက် ဟိုဒီတော်လန်ရေးဘက်ကိုမရောက်လာဘူးဒီအခုမှဆိုလို့ရှိရင်လေဒီအခု new administration မှာဆိုအဲ့ဒီဥစ္စာဒါမှမပူပြီးတော့အာအနှဲလာရေပေါ့နော်အဲ့ဒီနှဲလာတာကလေအမှန်မှာတော့တကယ်ဘာလို့အရင်တည်းကဒီလောက်လောက်ဟိုမရှိဒီတော်လန်ရေးထဲမှာဒီလောက်ထဲထဲဝင်ဝင်မလုထားတဲ့အတွက်ကြောင့်မလို့ဒီပျောက်သွားတဲ့ support တွေကလေဒီလောက်လောက်တော်လန်ရေးကိုအရင်ပဲ fatal လောက်မဖြစ်ဘူးပေါ့နော်အရင် အဟိုနည်း impact မရှိသိမရှိဘူးဘာမှပို့ပြီးတော့ impact သွားရှိလဲဆိုတော့ဒီ dollar ရေကိုပန်းပြပြီးတော့လုံစာနေတယ်လူတစ်တိုင်းတစ်ဝိုင်းနေရဲ့သူတို့ရဲ့ဟိုနည်းပါလေအဲ့ဒီထမင်းအိုးတွေပျောက်တာဗောလေထမင်းအိုးတွေဒါပျောက်သွားတယ်ဘာလို့လဲဆိုတော့ dollar ရေကိုပါလုံစာနေတယ် dollar ရေကိုပန်းပြပြီးတော့လုံစာနေတဲ့လူအတိုင်းဝိုင်းနေရှိတယ်အဲအဲ့ဒီကြားပွဲစားတွေ အဲ့ဒီဥစားရီ bandage say ob အဲ့ဒီဥစားရီကပို့ပြီးတော့ပို့ပြီးတော့သူတို့တွေထိခိုက်သွားတာပေါ့နော်တကယ်ဘာလို့လဲဆိုတော့သူတို့ကအဲ့အလေရစားဝါးတွေတော့ကျွန်တော်တကယ်မြန်မာနိုင်ငံမှာရတာလည်းလားလောက်မရှိဘူးတကယ်လိုအပ်တဲ့လူတွေရတာနင်း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 တော်လိုင်းရေးမှာ ရတာနည်းနည်းပဲဆိုတော့ Railway Bandits ကြောင်းလည်းပါတယ်မဟုတ်ဘူး။ Peace Broker တွေကြောင်းလည်းပါတယ်မဟုတ်ဘူး။ဉာဏ်ရည်ပွဲစားများအဲအများကြီးပဲဒီဆိုရင်ဒီဒီကိုလည်းဒီတော်လိုင်းရင်းနဲ့ပတ်သက်ပြီးတော့ဟိုဘာလဲလှုပ်ရှားနေတယ်သူတို့တော်တော်တော်ကရစားရလည်းပါမှာပေါ့နော်တော်လိုင်းတော်မှာကဆိုတော့ Jesus ရဲ့ဆံမှာဒါပေမဲ့ကျွန်တော်ကအများနဲ့မေးလေးရှိတဲ့စကားတစ်ခွန်းရှိတယ်ဆံမောဒီတော်လိုင်းရနိုင်ပါလားဤသူလူတို့ဒီဥစ္စာကိုလိုလားနေလို့ရှိရင် နိုင်မယ်ဒီပြည်သူလူထုဆန္ဒရှိနေတယ်လွတ်လပ်ခြင်းနဲ့လွတ်လပ်ရေးလိုချင်တယ်ဆိုလို့ရှိရင်အဲ့ရနိုင်တယ်ကျေးဇူးတင်ပါတယ်ဆရာမတော်မီမေဝင်ပါဗျာကျေးဇူးတင်ပါတယ်ကျေးဇူးပါကြာကျမတို့ဒီနေ့ကိုကျော်ခအစားပေါ့နော်လာပြီးတော့ substitute လုပ်ခိုင်းနေတဲ့ကျေးဇူးတင်ပါတယ်။ရပါတယ်ဆရာမဆရာမ editor မဟုတ်တော့လည်းပဲကျွန်တော်တို့ဒီတစ်ခါတော့ဒီ pad မှာတော့ဆရာမကိုပြင်ပေးလိုက်တယ်။သူကလည်း key twin ဆိုတော့ကျေးဇူးပဲဆရာမ။ဟုတ်ကဲ့ကိုကျော်ခလည်း ကျွန်မကိုကျော်ဆာကိုနှုတ်ခွန်းဆက်လိုက်ပါတယ်လို့နောက်ပြီးမရှိတဲ့အတွက်ကြောင့်မလို့ကျွန်မဒီမှာဒါပြောခွင့်ပြောခွင့်ရတဲ့အတွက်ကြောင့်မလို့